Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားချင်းကနေကြိုဆိုပါရစေဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်30မှာတော့ကျွန်တော်တို့ Manchester City နဲ့ဘုံမောင်းတို့လိုပွဲစဉ်တွေလည်းပါဝင်နေပါတယ် City ရဲ့ဘက်ကတော့ကျွန်တော်တို့ဒါအိမ်ဝင်းမှာဘုံမောင်းကိုလက်ခံကစားရမှာဖြစ်ပြီးတော့ Manchester City ပေါ်ဆရင်ဒုက္ခရောက်သွားနိုင်တဲ့ပွဲမျိုးပါ ဆိုတော့ Manchester City နဲ့ Guardiola တို့အနေနဲ့ဒီပွဲမှာသုံးမှတ်အပြည့်ယူပြနိုင်မလားပေါ့လေညီကတို့ရောဘယ်လိုမြင်ရလဲဒီပွဲမှာဘယ်လိုရလဒ်တွေထွက်ပေါ်လာမယ်ထင်ကြပါလဲဆွေးနွေးကြပါအောင်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်9ရက်ရလဒ်တွေကိုပြန်သွားကြည့်ရရင် Manchester City ကတော့ away ခွင့်မှာ Aston Villa ကို1-0ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ထားပြီးတော့ဘုံပေါက်ကတော့2ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့ Nottingham Forest ကိုအိမ်ခွင့်မှာကျွန်တော်အနိုင်ရထားတယ်ဒါအပြင်အစင်းရက်တီမှုမှာလဲကျွန်တော်ဗောနော်ဒီနေ့တင်းရဲ့ကြားထဲမှာအများကြီးမဟုတ်ပေမဲ့လည်းလို့ဗောနော် ွာဟာချက်ကြီးကျွန်တော်ရှိနေလို့ပြောရမှာပေါ့လေကြားထဲမှာကျွန်တော်နှစ်မျက်လောက်ပဲကွာတယ်ဆိုတော့ဒါအများကြီးကွာတယ်လို့ကျွန်တော်ပြောလို့မရအောင်ဒါပေမဲ့လို့ဘုံမောက်လို့ကလပ်နည်းတစ်ခုရဲ့အခြေအနေနဲ့ပြီးခဲ့တဲ့ရာသီမှာပေါ့နော်အရင်ကောင်းခဲ့ပါတယ်ဆိုတဲ့ကစားမှာနောက်တန်းအများစုကိုရောင်းထုတ်ထားပြီးတော့ဒီလိုအခြေအနေမျိုးကိုပြန်ရအောင်လုပ်ပြထားနိုင်နေစုတဲ့အနေထားဟာတော်တော်ကိုမလွယ်တဲ့ကဏ္ဍပါဆိုတော့အဲ့ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ထင်တာထက်ပိုပြီးတော့ဖြစ်တင်တာနဲ့ပိုပြီးတော့ဘုံမောက်ကအင်မတန်ချီးကျူးစရာကောင်းနေတဲ့နေရာမှာကျွန်တော်ပါတာဆိုတော့ဘုံမောက်အနေနဲ့ လက်ရှိပရီးမီးယားလိပွဲစဉ်9ပွဲကစားပြီးထားတဲ့အချိန်မှာအဆင့်နှစ်နေရာမှာရပ်တည်နေပါတယ်9ပွဲနိုင်ထားပြီးတော့3ပွဲတည်းရေတပွဲပဲရှုံးနေထားပါသေးတယ်ဘုံမောက်ကတပွဲပဲရှုံးနေထားပါသေးတယ်ဘုံမောက်ကတပွဲပဲရှုံးနေထားပါသေးတယ်ဆိုတော့အဲ့ဒီ9ပွဲမှာလည်းတိုက်စစ်က16ဂိုးရထားပါတယ် တော်ကောင်းတဲ့ခံစစ်ပါအဆင့်တက်မှာဥဆောင်နေပါတယ်ဆိုတော့အာဆင်နယ်နဲ့ဒန်းတူဂိုးအကြီးတွဲကျွန်တော်ရထားတယ်လို့စပါးတို့မန်ချက်စတာစီးတီးတို့နဲ့လည်းတွင်းဂိုးဟာတကူပဲကျွန်တော်ကွာပါတယ်ခံစစ်ကတော့၁၁ဂိုးထိပြန်ပြီးထားရတယ်ဒီခံစစ်ပုံစံတိုင်းသွားရင်တော့ဗောနော်တော့ဖိုးမှာကြာကြာရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအကယ်လို့မြန်တိုက်စစ်ကဗောနော်ခံစစ်တကူပြီးလို့တိုက်စစ်က၃ဂိုးပြန်သွင်းနိုင်နေဆိုရင်တော့ရှိအောင်မှာဗောလေဒါပေမဲ့လို့အားလုံးလည်းသိတဲ့အတိုင်းပဲတရားထိတ်မှာရက်တီနေနိုင်ဖို့ဆိုတော့မျိုးကကျွန်တော်ဗောနော်တိုက်စစ်ကဂိုးသွင်းနေဖို့နေမရဘူး ခန်းစစ်ကလည်းပဲအကောင်းဆုံးပုံစံနဲ့ပြန်တုံ့ပြန်ပြရင်းနဲ့ပေါ့နော်ရလက်ဒီကောင်းအောင်ပြီးကူးရင်းနဲ့အောင်ကျူးပန်းနိုင်နေဦးမှာဒါပေမဲ့လို့ဘုံမောက်ကလက်ရှိမှာအရာအလုံးအဆင်ပြေနေတဲ့ပုံပေါက်ပြီးတော့သူတို့အထက်မှာဆိုတော့အာဆင်နယ်ပဲရှိတာကိုကျွန်တော်ကြည့်ရင်သူတို့ဒီနေရာကို ဘယ်လိုပြောမလဲထားလိုက်တဲ့နဲ့ရောက်လာတယ်ဆိုတာကိုပဲကျွန်တော်ကြည့်ရမှာပဲဒီဘက်က Manchester City ရဲ့ဘက်ကလည်းအဆင့်9နေရာမှာရှိနေပါတယ်ရာသီအစမှာကျွန်တော်တို့ထင်တယ်လို့အကောင်းဆုံးပုံစံမစတင်နိုင်ခဲ့ပြီမဲ့လို့နောက်ပိုင်းပွဲစဉ်တွေမှာအခြေအနေတွေပြန်ကောင်းလာတယ်အဲကြားထဲမှာမှသူတို့နဲ့ပေါ့နော်သူတို့ကိုဒုက္ခပေးနိုင်တဲ့အသင်းတွေဆိုလို့ရှိရင်တော့ဖြည့်ရှင်းချက်တွေရှာဖို့အတွက်ပက်ကွာဒီယိုလာအနေနဲ့တိုင်ပက်နေတော့မှာပဲဆိုတော့ Manchester City ကကိုယ်ပွဲကစားတဲ့နေသားမှာ9ပွဲအနိုင်ရထားပြီးတော့ တပွဲတည်ရကြထားတဲ့၃ပွဲတိကျွန်တော်တို့ကတော့ဒါရှုံးနေထားပါတယ်တိုက်စစ်က18ခုရထားပြီးတော့ခံစစ်ဟာ9ခုပဲပြီးထားရပါသေးတယ်ဒါကြမ်းတွေးကြည့်မယ်ဆိုလို့ရှိရင်မန်ချက်စတာစီးတီးရဲ့ဘယ်လိုပြောမလဲတိုက်စစ်ခံစစ်ကဒီ9ပွဲကစားပြီးတဲ့အချိန်မှာလူရက်လက်မြူရထားတယ်ဆိုတော့တော်တော်ကောင်းတဲ့အနေထားပါဒါကြမ်းတွေးကြည့်ရရင်ဒါပေမဲ့လို့ဘာဖြစ်လဲဆိုတော့စီးတီးက အနိုင်ရတဲ့ပွဲဒီမှာဆိုရင်ဂိုးပြက်တွေနိုင်ပြီးတော့ရှုံးတဲ့ပွဲစဉ်တွေမှာဗောနော 1C နဲ့ရှုံးလိုက် 2N နဲ့ရှုံးလိုက်နေတွေဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့တိုက်စစ်ကဂိုးတွေအများကြီးရတယ်ခံစစ်ကဂိုးတွေနည်းနည်းလေးပြီးရတယ်ဆိုတဲ့ပုံစံမျိုးဒါပြီးမဲ့လို့ဗောနော124မှာတိတ်အရင်ကြီးကတ်မနေနိုင်သေးဘူးဆိုတော့ဒါကြောင့်သူတို့နိုင်တဲ့အခါမှာဂိုးတွေပြက်တယ်ထားပါတော့ဒီ18ဂိုးတွေမှာဆိုလို့ရှိရင်ဗျာပွဲစဉ်တက်မှာဝူဘန်ဟန်တန်ကိုနိုင်ခဲ့တဲ့ပွဲမှာနေသူတို့၄ဂိုးသွင်းတယ်အဲဒါမျိုးတွေပေါ့နော်ဆိုတော့နိုင်ရှုံးတဲ့အခါကျတော့ကျွန်တော်ထားပါတော့အက်စတူမီလာကို 1C နဲ့ရှုံးတာမျိုးတွေလို့နော် ကက်ကပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ရှုံးခဲ့တာလေးတွေရှိတော့တိုက်စင်နဲ့ခန်းစီရဲ့ကြားထဲမှာတော်တော်ကိုကောင်းတဲ့ပုံစံမြင်နေရပြီမြင်အမှတ်မှာကျွန်တော်ကျွန်တော်ထင်တဲ့လောက်ကြီးရမနေတာဆိုတော့ဒါဟာတော်တော်လေးကို Manchester City ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံပေါ့နော်ဆိုတော့သူတို့အိမ်ဝင်ဖြစ်တဲ့အတွက်ဒီပွဲမှာ Manchester City ကအနိုင်ရဖို့တော့ကြိုးပမ်းပါလိမ့်မယ်တခုတစ်ပြင်ဒီပွဲမှာပိုပြီးတော့နိုင်ဖို့ကြိုးပမ်းနေတာကသူတို့ရဲ့ပြိုင်ဘက်တွေပေါ့နော်ပြိုင်ဘက်တွေဆိုတာမျိုးကသူတို့ ਨੇ ဒီတက်နိုင်နေမြဇရာထိတ်ကိုရောက်ဖို့အတွက်အတူကြိုးပမ်းနေကြတဲ့ပြိုင်ဘက်တွေဟာခက်ခက်ခဲခဲပေါ့နော် အဲဘယ်လိုပြောမလဲအတင်းနေနဲ့တွေ့နေတယ်လို့သူတို့အတွက်ကလည်းဘုံမောင်းနဲ့ရှင်ကစားမယ်ဆိုတာမျိုးကမလွယ်လို့ပါဆိုတော့ဒီဒီဘက်မှာဆိုလို့ရှိရင်ထပ်ပါတော့အာဆင်နယ်ဟာကျွန်တော်တို့ဘောနော်ဒါအာအာဆင်နယ်ကအဆင့်တစ်ကအတင်းအာဆင်နယ်ကလက်ရှိလိုတဲ့မှာဇယားမှာလည်းပဲအမှတ်ကိုသူကခက်ပြက်ပြက်ဥဆောင်ထားနိုင်နေဆိုတဲ့အခါကျတော့ဘောနော်မန်ချက်စတာစီးတီးဒါဒီပွဲမှာရက်လက်ကောင်းအောင်မလုပ်နိုင်ခဲ့ဘူးဆိုရင်အာဆင်နယ်ကဘန်လီကိုနိုင်မှာပဲအဲ့ဒါဆိုလို့ရှိရင်သူတို့နှစ်သင်းရဲ့ကြားထဲမှာအမှတ်ကွာမှုကတအားကိုကွာခြားသွားမှာနောက်တစ်ခုကကျွန်တော်လေဘာဦးပေါ့နော်လေဘာဦးတင်ကလည်းအက်စတိုမီလာနဲ့တွေ့နေတယ် အဲအဲ့တော့အဲ့လိုတွေ့နေတဲ့အချိန်မျိုးမှာလက်ရှိလေပါဦးတင်းကလည်းရှုံးပွဲတွေပါနေဇက်တိုက်ကြုံနေရတယ်ဆိုတော့လေပါဦးတင်းကအမှတ်ရော့ခဲ့ရင်သူတို့ကလေပါဦးတင်းကိုအမှတ်ဖြတ်နိုင်မှာအဲဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကျွန်တော်ရှိတယ်ပြီးရင် Manchester United တို့ဘာလို့က Nottingham Forest တွေနဲ့တွေ့နေတဲ့အချိန်မှာလော်တဲ့ United ရဲ့ form နဲ့နော် Nottingham Forest ရဲ့ form နဲ့ဆိုလို့ရှိရင် United ကနိုင်ဖို့တဲ့အချိန်ကြီးကောင်းနေတယ်အဲ့တော့ Manchester City အနေနဲ့အထက်မှာသူတို့အဓိကရှင်ပြိုင်နေတဲ့အသင်းတွေနဲ့လည်းအမှတ်ကွာမှုအရင်ကြီးမသွားရအောင်အောက်ကပေါ့နော်အသင်းတွေကိုလည်း တို့ကိုဒုက္ခပေးနေတဲ့အသည်ညူကိုလည်းအမှတ်ဖြစ်နိုင်ဖို့ဆိုလို့ရှိရင်ဒီပွဲဟာမဖြစ်မနေဆိုသလိုနိုင်ဖို့ကြိုးပမ်းမှာပါနောက်တစ်ခုရှိတာကတော့ကျွန်တော်တို့ချို့ကစားမတွေကတော့ injury နဲ့ပတ်သက်လို့ဘောနော်တန်တရားတွေရှိတရားကောင်းနေတော့မယ်ဒါပေမဲ့လို့ဒါပြီးရင် Champions League ပြိုင်ပွဲကစားရဖို့ရှိပါတယ်ဒါဟာ Manchester City တွေ့တော့ကြားထဲမှာဘောနော်ပွဲကြီးဆက်နေပြီလို့ကျွန်တော် ပြောရမှာဘောနော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ midweek မှာကစားတော့က Swansea ကို1-3နဲ့နိုင်တယ်အဲ့ဒီပွဲမှာ Haaland ကိုသူတို့အနာပေးခဲ့တယ်အဓိကတော့ Haaland က အဲကျွန်တော်တို့အနေနဲ့ဒီအသေးစိတ်မဖော်ပြထားတဲ့ injury ပြဿနာတစ်ခုကြောင့်ပေါ့နော်အဆင်မပြေလို့ဆိုပြီးတော့ကျွန်တော်အနာပေးလိုက်တာဒီတိုင်းအနာပေးတာလည်းဖြစ်နိုင်ပါတယ်တူတူလည်းပဲသူတို့ Aston Villa နဲ့ပွဲအပြီးမှာဆိုလို့ရှိရင် Haaland ကတော်တော်လေးတိုင်ပတ်သွားတယ်အဲဒါကြောင့်အနာပေးရလို့လည်းကျွန်တော်သိရတယ်တူတူလည်းပဲလောတင်မှာဆိုလို့ရှိရင်ပေါ့နော်လောတင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲအချီနီကပေါ့နော်အချီနီကဒီ Haaland ကပြန်ပါမယ့်အနေထားမျိုးပါ Rodri ကတော့ပါလိမ့်မယ်ကျွန်တော်မထင်ဘူး Kovacic ကလည်းပြန်ပါပါနိုင်မလားကျွန်တော်မသိကြသေးတဲ့ပုံစံမျိုးကျွန်တော်တော့ပါလိမ့်မယ်လို့ထင်ပါတယ် ဆိုတော့ဘုံမောက်ဘက်ကတော့တူတူချာချာကျွန်တော်အများကြီးမရှိဘူးဗောနော်ဘုံမောက်အနေနဲ့လက်ရှိမှာတော်တော်လေးကောင်းတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့ဒီတော့ကျွန်တော်အနေနဲ့ Manchester City ကိုအဝေးကွင်းမှာဒုက္ခပေးနိုင်မလားကျွန်တော်ကတော့ဘုံမောင်ရဲ့ DRD ပုံစံနဲ့ဆိုလို့ကျွန်တော်ဒုက္ခမပေးနိုင်စရာအကြောင်းတော့မရှိဘူးလို့ထင်တယ် City ဘက်မှာလည်းပဲဂူသမားကတော့အရင်ကောင်းတဲ့ဂူသမားတက်ရောက်ပါသို့တော်လည်းပဲသူတို့မှလည်းလိုအပ်ချက်တွေနောက်တန်းတွေကရှိတယ်ဒါတွေကိုဘုံမောင်ကဘယ်လောက်လုပ်ပြသွားမလဲနောက်တစ်ခုရှိတာကဘုံမောင်ရဲ့တံပြင်ဟာအရင်ကောင်းတဲ့အသင်းပါအဲ့တော့ Manchester City က ပြန်ဘက်ကိုကျွန်တော်တို့အနေနဲ့တောင်းလျှောက်ဖိအားပေးပြီးတော့ဒုက္ခပြီးဖို့ကြူးမန်းနေတဲ့အချိန်မျိုးမှာပြန်ပြန်နေလွတ်ထွက်သွားလို့ရှိရင်ဒုက္ခအများကြီးရောက်နိုင်ပါတယ်။ဒါပေမဲ့လို့ CD အနေနဲ့เนาะ Aston Villa ကိုရှုံးနေအပြီး Champions League ပွဲစဉ်လည်းကျွန်တော်ကစားဖို့ရှိတဲ့အနေထားမှာဒီပွဲမျိုးကနိုင်အောင်ကိုကျွန်တော်ကင်တင်တဲ့ပွဲမျိုးပါ။အဲ့တော့ဒီပွဲကတော့ကျွန်တော်တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တွင်းကိုတွေမြင်ရမဲ့ပွဲမျိုးတွေကျွန်တော်ယူဆတယ်။ညီကလေးကြောင့်ဘယ်လိုမြင်ကြလဲအဆင်ပြေကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။